ရေဖြူမျိုးနဲ့ကံမောက်တိုင်နယ်မှာအခုနှစ်တချံကာလပြီးဧပြီလတတိယအပတ်မှာကလင်းငယ်ချိုတွေးလုံးတော်ကွေးဖြစ်ပြီးဖြားနာသူတွေများနေလို့ဒေသခံကျန်းမာရေးအတိုင်းဝိုင်းစီကတီးရပါတယ်။ကံမောက်တိုင်နယ်ဆေးဦးမှာတွေးလုံးတော်ကွေးစစ်စစ်တွေ့ရှိပြီးဆေးဦးမှာဆက်လက်ကူတာနေသူတွေဒဝဆေးဦးကိုလွှဲပြောင်းပေးတဲ့ကလင်းလူနာလေးဦးရှိတယ်လို့ဆေးဦးနဲ့နေဆက်တဲ့ကျမ်းမာရေးဖွင့်တဲ့အူကပြောပါတယ်။ဒါပြင် ပြင်ပစေခံတွေမှာလေတကြံကာလပေးဖြားနာတဲ့လက္ခဏာနဲ့စေခံလာပြသူတွေများနေလေလို့ကံပုတ်ဒေတာကံကျမ်းမာရေးဖွင့်တန်းကပြောပါတယ်။နေစဉ်ဧပြီလကနေစက်တင်ဘာလအထိဟာဒွေလုံတော်ကွေးဖြစ်ပွားလေးရှိပြီးကာကွယ်ရေးတွေဖို့တုံစလေပညာပိတ်လုပ်ငန်းတွေကိုအင်းကနေရအနှံ့ဆောင်ရွက်နိုင်ပြီမေအနာတေးပြီးတဲ့နော်ကျမ်းမာရေးဖွင့်တန်းအခက်အခဲတွေကြောင့် နေရအနှံ့ဆောင်ရွက်နေတာမရှိတော့ပါဘူး။သွေးဟော်တော်ကွေးယောဂါဟာနေမိတ်အကြိုက်ခံရတဲ့ခြင်ကြားကနေတဆင်ကူးစက်တဲ့ယောဂါဖြစ်ပြီး အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။အသက်55နှစ်နဲ့အထက်ဒူဂျီတွေမှာဖြစ်မဲ့ဆိုရင်အသက်သေဆုံးမှုနှုန်းပုံမြင့်မာတယ်လို့ကျန်းမာရေးပွင့်ကြီးဌာနရဲ့ဘေးလုံးတော်ကွေးသတိပေးချက်မှာဖော်ပြထားပါတယ်။